ထရီလေးပါဒီကနေ့မှာဂျပန်စာဂျပန်စကားရဲ့အပိုင်းတော့ကိုဆက်လက်ပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီဘက်ကတော့ဂျပန်ကိုကိုနီပေးမယ်ကိုနီနီလေးဖြစ်ပါတယ်ရှင်မင်္ဂလာပါခင်ဗျာကိုနီချီဝါကျွန်တော်နာမည်ကတော့နီနီလေးဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာကိုကိုကိုမီဆက်ခြင်းနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ကိုနီနီထိုင်ပါစေဒီကနေ့ပြောမယ်ကိုကိုကိုမီဆက်ခြင်းမိမိကိုကိုမီဆက်ခြင်းနဲ့ပတ်သက်ပြီးတော့ပိုင်းလုံးမှခွဲပြောလေ့လာပါမယ်ရှင် ထမတစ်ပိုင်းကတော့မိမိကိုယ်ကိုမိတ်ဆက်ခြင်းဒုတိယတစ်ပိုင်းမှာကျတော့ခြားတစ်ယောက်ရဲ့ဒုတိယရဲ့နာမည်ကိုမိမြင်ခြင်းနောက်ဆုံးတစ်ပိုင်းမှာကျတော့ဒီကနေ့ပြောသွားတဲ့စကားတွေမှာပါလာတဲ့ဂျပန်သားရဲ့ဝိပက္ခီလေးအဲ့ဒါပတ်သက်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲအဲ့ဒါလေးခါခင်ပထမဆုံးဒီမှာရေးပြထားတဲ့ပတ်သက်ပြီးအရင်ဆုံးရှင်းပြပေးမယ်ဒီဘက်တစ်ချမ်းကကျတော့မြန်မာလိုအိတ်ပဲကိုရေးပြထားတာဖြစ်ပါတယ်ရှင် အလင်မာကတော့ဒီမြန်မာလိုသိပဲဟိုဂျပန်ဘာသာနဲ့ဘယ်လိုပြောလဲဂျပန်ဘာသာနဲ့ဘယ်လိုရေးသလဲဆိုတာကိုဂျပန်ဘာသာရဲ့အီရာကနာခတ္တကနာလေးတွေတောင်းပြီးတော့ရေးပြပေးထားတာဖြစ်ပါတယ်။ဒီနောက်ဆုံးလိုက်မှာကြတော့ဒီစကားကိုအတန်မလို့ထွက်ပါမယ်။ဂျပန်အတန်ဘက်ကိုအင်္ဂလိပ်စကားလုံးလေးတွေတောင်းပြီးတော့ရေးပြထားတာဖြစ်ပါတယ်။အဲဒီဥစ္စာကိုရိုမာကြီးလို့ခေါ်ပါတယ်ရှင်။ဒီအဲ့ဒီရဲ့အပေါ်မှာမှမြန်မာလိုအတန်ဘက်ကိုရေးပြထားပါတယ်။ဒါပေမဲ့ဒီဥစ္စာကကြတော့အဲ ဒီမှာလို့အတန်အတွက်နဲ့အနည်းချက်ဆုံးစကားလုံးကိုရေးပြပေးထားတာပါတယ်ရှင်။ဒီဒါဆိုရင်မိမိကိုယ်ကိုမိတ်ဆက်ခြင်းအကြောင်းဆောက်လိုက်ရနော်။ပထမဆုံးတယောက်နဲ့တယောက်ဆက်ဆက်ချင်းတွေ့ပြီးဆိုရင်တွေ့ရတာဝမ်းသာပါတယ်လို့ပြောကြရင်အင်္ဂလိပ်လို nice to meet you ဆိုပြီးပြောကြရတဲ့အခါကိုဂျပန်ဘာသာနဲ့ဟာဂျီမေမာစတေဟာဂျီမေမာစတေပြောပါလေ။ပြီးကြလို့ရှိရင်ကိုယ့်ရဲ့နာမည်ကိုပြောမယ်။ဒီမှာတော့ဒီနေ့ကတော့ကျမရဲ့နာမည်ကိုနမူနာပေးပြီးတင်ထားပါတယ်။ ျမရဲ့နာမည်ကတော့မထရီလီပါဆိုတော့ဂျပန်လိုဝါတာစီနော်နာမည်အဲဝါထရီလီဒီစ်အတာစီနော်နာမည်အဲဝါထရီလီဒီစ်အနည်းသက်ဆုံးရေးထားတော့တမျိုးရည်ပြည့်လို့အေးနောက်တစ်ခုကတော့ဥမာဒါဂျပန်စကားပြနေတဲ့အတွက်ကြောင့်မလို့ဂျပန်တယောက်ယောက်ကိုကိုယ့်အကြောင်းပြဆက်ပေးတာပေါ့နော်။ဟာကိုကဗမာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မြန်မာကနေလာခဲ့ပါလေဆိုတဲ့အကြောင်းကိုပြပြထားရလေပါလေ။ 今が新竹割さ一番、ニェンマーから来ました。ニェンマーから来ました。そこで、ね。なるくは、あざろわりま、みみえたくぴょうら。くもまにねだ、てたびらは、ぴょうじめぴょうぴょうじめ、やるの。どんぜちゃうみ、そらご、じまの、三十六歳です。三十六歳です。じゃのは、あてどんぜそらご、どんぜやるの ね。ファンジューサイです。ファンジューサイです。はい。アメリカナにね、ぱったぴろなお、なかなか見るしんて、定説描写してたもんわ。はい。あるくだろ、ま、てやめてやめせてそれでちゃうの、こうちゃうにね、ねね描め、てちゃうにね、ねね描め、さか、あちぴやんの、さちゃうにね、たっ描いてたわ。အဲဒီမှာတော့ဝါဒနာအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြထားပါတယ်ဝါဒနာကတော့ယေကူးခြင်းဖြစ်ပါတယ် ちらを自慢の趣味は水泳です。趣味は水泳です。というのウーマー、ボロンウワナバレスを読む。あ、サッカーです。です趣味はサッカーです。読みやが <laughs> この病気があり、病気だい、君にさせさの特区を、たびおれされを自慢のよろしくお願いします。 よろしくお願いします。よろしくお願いしますか。まあ、つまり、つ <Okay. S 1> まり、さはりで、まあ、とろめめちゃ。で、夫婦を、よ、よ、よ、さざん、そんりまま、よろしくお願いします。じゃ <Okay. S 2>、病気なり、病とは、なべ、よろしくお願いします。お、で、やめて、やめて、ね。おばあさんめちゃぞ、それで、やめて、やめて。うん、あ、それ、せん。てやめて。 အစအဆုံးကိုအတန်တက်ကလေးလေးကျင့်ကြည့်ပဲနော်ဒီမှာရှေ့ရပြပြပါမယ်ကိုမြင်းကြီးကနောက်ကလိုက်ဆက်ကြည့်နော်ဒီမှာပြောတဲ့အတိုင်းလိုက်ပြောရမှာမသိဘူးကျွန်တော်ဟိုဟာနာမည်ဆိုလို့ရှိရင်ကျွန်တော်နာမည်ထည့်ဆိုရမှာအာဒီမှာတော့ကျမနာမည်ပဲသုံးလိုက်တပြိုကြီးဖြစ်နေမှာနော်ဟုတ်ကဲ့ဗျဟုတ်အဲ့တရားလာဝန်တာပါလေဟိုဟာဂျီမေမာရှိတဲ့ဟာဂျီမေမာရှိတဲ့ဟုတ်ကဲ့ဒီမရဲ့နာမည်ကတော့မထရီလီပါ私のနာမအေဝါ です。私の名前はトゥイレイです。ミャンマーがミラゲバレをミャンマーから来ました。ミャンマーから来ました。なくあっのたのどんぜたみば36歳です。36歳です。ですわたなあらじぶ,んぶ,んぶんれを趣味は水泳です。趣味は水泳です。趣味は ခင်ဗျယနေ့ကဆက်ဆက်နိုင်ပါတယ်နောက်ဆုံးအနေနဲ့ပြောရအောင်よろしくお願いしますよろしくお願いします OK အဆိုနာကြော်ရတီရနော်ဆင်ပြေနော် OK အဆိုရင်ကျန်တဲ့တစ်ပိုင်းဆက်ပြီးလေ့လာပါမယ်တစ်ပါးသူရဲ့ဒီမြင့်ချင်းဆိုတဲ့အကြောင်းဆက်ပြီးလေ့လာကြည့်မယ်နော်အဲဆက်ဆက်ချင်းကိုကြောင်ပြောပြီးတော့သူ့ရဲ့နာမည်ကိုသိကြည့် ိုက်ခါမျိုးမှာပြည့်ရဲ့ဒီကဘာလဲနည်းနည်းပြီးခေါ်လဲနေခြင်းတဲ့ခါမှာစကားစကားအနေနဲ့အနာတာနော်နာမရဲ့ဘောနန်ဒစ်ကောအနာတာနော်နာမရဲ့ဘောနန်ဒစ်ကောလုပ်ပြီးပါလေနောက်တစ်ခုကကြတော့နာမည်မေးမေးခံရပြီးဆိုပြက်ဖြေတဲ့ခါမှာသုံးတဲ့စကားကျမရဲ့နာမည်ကတော့ဒီလိုဖြစ်ပါလေခုနကတိုင်းမှာလည်းပါသွားတယ်ကျမရဲ့နာမည်ကတော့မသိဘူးပါစေမိုင်းနာမည်ကတော့ဘယ်လိုလဲဖြစ်ပါလေ さを自慢の私の名前はです。私の名前はです。それと。ဒီ ठी ကတပါသူရဲ့နာမည်ပြည့်ပြည့်ချင်းကြောင်းနောက်တစ်ပိုင်းမှာကြတော့ခုနပြောခဲ့တဲ့စကားလုံးကြီးတွေမှာပါလာတဲ့စကားလုံးအတုပေးနေတဲ့ပတ်သက်ပြီးဆင်ရအောင်ပါပဲပထမဆုံးတစ်ခုကရဲ့ဆိုတဲ့အဓိပ္ပာယ်ဂျပန်လိုတော့ no လို့ပြောပါတယ်။မှာပိုင်ဆိုင်မှုတွေကိုပြတာ จะน้อย่จะมาเย่ะมาสุดเลยจะมาเยังไงหมแเดงสัตย์ย่อเรียกมา โน่อะไรจะเปียก็เยอะจะเปียก็เยอะแต่แล้วก็โน่เนี่ยแล้วกูจะรอที่ก้าวเลยที่ทำไม่จะเอาเยอนเลยขนาดไหฮะมาสักมาจะโน้อฮะจะมาฮะสุดเยอะเยอดเลยสาวจะมาโู่ฮะว้าแต่ทำไปว้า ောက်တစ်ခုကကြာစားဆောင်သုံးနေအဆုံးနေမှာသုံးနေဖြစ်ပါလေဖြစ်ပါလေအဲခုနဆိုလို့ရှိရင်36နှစ်ပါအသက်က36နှစ်ပါလို့ဝါဒနာကတော့ဒီခုချင်းဖြစ်ပါလေလို့အဲ့ဖြစ်ပါလေဆိုတဲ့အစာကိုဂျပန်လူတက်စုတက်စုအဲအဲခုနကပြောခဲ့တယ်ဝါနဲ့တက်စုမကတော့ဖြစ်ပါလေဘယ်လိုလဲဖြစ်ပါလေဒီနောက်ခုတွေမှာထားလို့ရှိရင်စားကြောင်းဖြစ်သွားရအောင်အဲ့ဒါကြတော့မာ နေရာပြောက်ပုတ်ကိုပြောမှာတနေရာကနေလာခဲ့ပါတယ်ဆိုတဲ့ဥစ္စာကိုဂျပန်လိုခါလာခါလာတက်လာပါတယ်အဲဒီနေ့ပြောသွားတဲ့ဥပမာလေးမှာဆိုလို့ရှိရင်မြန်မာကနေလာခဲ့ပါတယ်နေရာတစ်ခုလေးပုတ်ပဲနဲ့အချိန်အချိန်မှလည်းတုံ့ပြန်ရတယ်နန္နာကြီးရတယ်နန္နာကြီးဆိုပြီးတော့အဲ့ဒီဆောင်မှလည်းခါလာခါလာနောက်တစ်ခုကကြတော့မေကုံဆမေကုံဆလောက်တစ်ခုခုလား တာဒီမှာဆိုလို့ရှိရင်နံနံပါတ်ပြောပါသေးလေးဘေးရူလာဆိုတဲ့ဖိကေကိုဂျပန်တန်လို့နေခါခါဂျပန်ထပါတယ်စားကြောင်းမေဘုံဆိုတဲ့အကြောင်းကိုစားကြောင်းဆုံးပါတော့မှာများခါအတန်လေးနည်းနည်းမြင်ပြောပြောခါအဲ့ဒါကတော့ကြာတော့ဂျပန်လူမျိုးတွေကကိုယ့်ရဲ့ကာစုအပြင်ကကိုယ့်ရဲ့မိသားစုအပြင်ကလူတွေဆိုလို့ရှိရင်နံပါတ်မှာဆန်ဆိုပြောထည့်ပါရှိပါတယ် မြန်မာလူဆိုလို့ရှိရင်တော့နာမည်ရေးရှိမှာဦးကိုမောင်ကဟာမထွေးလေးပါဦးမီလူပါဆိုပြီးပြောရဲစာအုပ်ချက်ကလို့ဆန်သူကတော့လောကီပြီးသွားရဆန်ဆန်ဒီမှာဂျပန်ကိုရီးယားနာမည်ကိုခေါ်တဲ့အခါမှာနာမည်မှာဆန်ကိုတဲတုံကိုတတိထားမလားမိကလို့ဖြစ်ဘူးဒါဘလို့လဲဆိုတော့တိုင်းရဲ့ခံစားရတယ်နာမည်ဒီတိုင်းခေါ်လိုက်လို့ဆိုသူရဲ့တိုင်းရဲ့

တော့တနည်းအားနေလာတဲ့အချိန်ကာလလိုနေရာကိုတို့ပြရဲဥစ္စာကိုခတ်တာခတ်တာခတ်တာအဲ့ကောအမေကောနင်းနေပြစကကာကာအဲ့ကောကြတော့နာမည်ရင်းနောက်ဆုံးမှာထည့်ပေးရတယ်ဆန်ဆန်တတိယခါပါခါလာအဲဒီနေ့ရောရှုပ်ပါဟုတ်လား ပါ ਈ အဲ့ဆိုရင်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်တစ်ပတ်မှကြာရင်ဂျပန်စာရဲ့ဒီစာအခေယအီရာဂနာဆိုတဲ့ဥစ္စာနဲ့ပတ်သက်ပြီးရလေ့လာကြပါမယ်ဟုတ်ကဲ့အဲ့ဆိုရင်ဆက်လာကြအောင်နော်ではまたねではまたね